အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့စာရေးသူမကျေးဦးအေးတာထားတဲ့ညဝေသူဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ငဝုံးမြင့်အနောက်ဖက်ကမှ ရွှေသာဆိုသောမြို့ငယ်လေးသည် ကျမ၏ဇာတိချက်ကျွေမွေရမြင့်ဖြစ်ပါသည်အဖေအမေနှင့်အကိုသုံးယောက်ရှိသည့်မိသားစုလေးမှ ကျမသည် အငယ်ဆုံးသမီးချွေဖြစ်၏ ယောက်ျားလေး300ဇက်တိုင်မွေးပြီးမိန်းကလေးလိုချင်လာတော့ကျမ၏ဖခင်သည်အဖေ့ချွေးခံအိတ်ထဲသို့၅ဇက်တန်ငွေဆက်ကူတရွက်အမြဲထက်ဆောင်စီခဲ့ပြီအဲဒီလိုသမီးမျိုးလေးမွေးပေးပါလားရှင်မယားဟု တောင်းဆိုမှုပြုခဲ့၏၅ဇက်တန်ငွေဆက်ကူပေါ်တွင်ဇရစ်ဝိုင်းစတောင်းနှင့်ကြာခွက်စတုံးထုံကားဘိုင်းငင်နေသောမိန်းကလေးပုံဖြစ်ပါသည်စာနာပြင်းပြလွန်းနှင့်ဖြစ်ချင်သည်များဖြစ်လာတတ်ပါသည် အမေရစ်တုတ်တာမြကိုဝင်သည်အဖေလူချင်းခဲ့သောမိန်းကလေးအဖြစ်ကျမအားမွေးဖွားလာခဲ့ပါသည်လူလောကကိုမရောက်လာခင်ကပင်ကြိုးစိုးချင်းခံခဲ့ရသည့်ကျမ၏ဇာတိစချင်းသည်မြစ်တာတက်များစွာနှင့်နှွေးထွေးချုံမြင်ခဲ့ပါသည်ကျမ၏ဖခင်သည်ပါတီယူနစ်ယုံမှလယ်သမားစီယုံရည်မှုဖြစ်ပါသည်တရားဝင်အလို့ရှိတော်လဲထိုခေတ်ကလာစာငွေကြီးမပေးပါ အဖေဝင်ဝင်မရှိတော့လဲအဖေကျော်မှအညီကိုမောင်နှမများနဲ့အမေမိဘများကဝိုင်းဝန်းထောက်ပံ့ခဲ့ကြ၍ကျမတို့မိသားစုစားဝတ်နေရေးမပူပင်ခဲ့ရပါကျမ၏ဖခင်သည်ဖုန်းကြီးကျောင်းထွက်တယောက်ဖြစ်ပြီးစာအလွန်ဖတ်တော်ပုဂ္ဂိုလ်ဖြစ်ပါသည်စာဖတ်တော်ကြောင့်ဘ ഹു တုတများသူဖြစ်၍၎င်းကိုကျင့်တိလပြည့်စုံ၍၎င်းမြတ်တော်ဝါရီသမားကျမဖခင်အားကြည်ညိုလေးစားချစ်ခင်ကြပါသည် ငါးချက်တံငွေစက်ကူထဲမှ ပုံပါအတိုင်းစတုံးထုံးရန်အာတန်လဲရှိသောအဖေသည်ကျမသုံးနှစ်သမီးအရွယ်မှစ၍စပင်အားအရှိထားခဲ့ပြီးချောင်းလမ်းမှခန့်ရှိသောဝါးပြီးဖြင့်ဖေးတင်ထုံးဖွဲ့ပေးတတ်၏ကျမတို့မောင်နှမလေးယောက်ဤခြေသက်လက်သက်များကိုလည်းအဖေစိတ်ရှည်စွာလှီးဖြက်ညှက်ပေးတတ်၏။ရုံးအားရဲ့များတွင်ရှော့ဆရာအဝတ်အစားများယူကာငဝုံမြစ်သို့ဆင်း၍မိသားစုအဝတ်လျှော်ရေကူးကြ၏။ အဖေသည်တပတ်လင်သုံးရက်ခန့်ကျေးရွာများသို့သွားကစီယုံရင်စင်ကဟောပြောပို့ချချက်များလုပ်ရ၏ဤကဲ့သို့သွားသည့်အခါရွာရှိလူများဖယံနိုင်ငံသားတန်ရုံများမှ အခမဲ့ဖြန့်ချီပို့ပေးသော GDR လင်းရောင်ကြီးဆိုဖီယာယူနီယံမော်စီတုံးဤမော်စီတုံးစာအုပ်စာဆောင်များအပြင်ငွေတားရီမြဝရီလမ်းစဉ်တည်ပါတီရေးရာနိုင်ငံတကာရေးရာ စာအုပ်များစွာတို့ကိုတည်ဆောင်သွားလေရှိပါသည်စာဖတ်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများကို အဖေသည်အပင်ပန်းခံကမျှဝေခဲ့ပါသည်ကလေးအရွယ်လူမမယ်ဘဝမှယနေ့အထိကျမပတ်ဝန်းကျင်အတိုင်းအဝိုင်းအဖိုးအဖွာအမိအဖာမောင်မွားများအလဲတွင် ရင်ငွေခေါ်လိုမြတ်တာအစုံလိုက်ရနေသည့်ကျမဘဝနှင့်ရှင်လင်ကျမမြင်တွေ့ခဲ့ရသည့်ကလေးငယ်များအကြောင်းကိုတနာစရာအဖြစ်၎င်း ဝါနဲ့ဆရာအဖြစ်၎င်းရှင်သွဲသုံးသက်ဖော်ပြခြင်းမိပါသည်အမမမူကျမနေတော်မျိုးနှင့်ကျမစာတင်သွားရသည့်ရွာလေးသည် လေးမိုင်ကျော်မြတာဝေးကွာပါသည် ထိုရွာရှိကလေးအများစုနှင့်ကျမတို့ကလေးအရွယ်ဘဝကွာခြားမှုတို့သည် လေးစားလည်းမဟုတ်လေးဆယ်လည်းမဟုတ်နှိုင်းရှင်ချက်မထုတ်တာအောင်အချိန်နေများစွာကွာခြားခဲ့ပါသည် ထိုကွာခြားချက်များအပေါ်နားလည်လက်ခံနိုင်သည့်အချိန်မှမကြသေးပါ အမှန်ကဝန်ခံရပါလေနားလေလက်ခံလာနိုင်ခြင်းပါလေမြေတဝါရီတမကျမဖခင်ဤတွန်တင်ညွန်ပြဆုံဆုံးမမှုများကြောင့်ဆိုလေမှားအမထင်ပါကျမတတမရန်ကိုခအစဉ်ပြေအောင်မြင်သည့်နှစ်တွင်ဆွဲကံမူလာရန်ပြဆရာမလောက်ရန်ရှောက်လာတင်ခဲ့ပါသည်ကျမတို့မျိုးနှင့်လေးမိုက်ကျော်ခန့်ဝေး၍တစ်ထုတ်လို့ရေစကန်ရှိသည့်အရွာငယ်သည် တစ်ထုတ်လို့ရေးမှဝန်တန်းများနှင့်ရွာကြီးဖြစ်လာပြီးကလေးများသည်အချားရွာရှိမူလာရန်ကြောင်းတို့တက်ရမှာကိုရွာနှင့်ကိုဖုံကြီးကြောင်းဝင်းကျင်ရှိဇရက်တွင် တွဲဖက်မူလာရန်ကြောင်းဖွင့်ခဲ့ပါသည်အုပ်စုကြောင်းမှကြောင်းဆရာကြီးသည်ကျမအဖေနှင့်ရင်းနှီးသူဖြစ်၍သွားရောက်တည်င်းပို့စဉ်အခါကလောတဲ့ရင်၍အေးစေသောသူကြောင်းမှကြောင်းဆရာမအပြိုကြီးတယောက်အားကျမနှင့်အတူပူရဲတင်ကြားစီခဲ့ပါသည် ထိုဆရာမသည် ကျမထက်အသက်အနည်းငယ်ကြီး၍ကျမနှင့်တမျိုးတည်းဖြစ်ပြီးကျောင်းဘိမသာမျိုးတို့ပြန်လဲအုပ်စုကျောင်းရှိသောရွာမှပင်နေ၏ကျမရောက်ရှိခဲ့ချိန်မှစ၍ရွာတွင်မနေတော့ပေကျမနှင့်အတူနေသွားညပြန်ကျောင်းတက်ခဲ့ပါသည်ကျမစာသင်ရသောကျောင်းတွင်ကျောင်းသားဦးရေသည်80ကျော်ခန့်ရှိပါသည် စတုဒ္ဒတန်းနှင့်တတိယတန်းပေါင်းလျှင်30နီးပါးဒုတိယတန်းတွင်20ကျော်ခန့် ဖတ်တမာရန်နှင့်သူငယ်ရန်ပေါင်းလျှင်40ခန်းရှိပါသည်။ကျောင်းလက်ခံမှုစီးရင်ထက်ကျောင်းတက်သည့်ကလေးအရေအတွက်ပို့များနေကြောင်းကျောင်းကော်မတီဝင်များနှင့်ပြောမိသည့်အခါဒီရွာကကလေးမိဘအများစုကတော်တက်ပြီးအလုပ်လုပ်ကြရတာများပါလေဆရာမရဲ့။ကလေးကလေးချင်းထိန်ကျောင်းနေရတာလေ။ကျောင်းတက်တဲ့ကလေးကကျောင်းတက်ရင်ကလေးထင်ရတော့ကလေးဥယေပို့များတာပါဒီလိုပဲအချိန်နေအရလက်ခံပေးကြရတာပါ သူငယ်တန်းကလေးများသည်ခြေသေးလွတ်ကင်းသူများဖြစ်တော်လဲအပေါ်ရောက်ရှိလာသည့်ကလေးငယ်များမှာခြေသေးမလွတ်၍ကျောင်းပေါ်တွင်အညစ်အကြေးကိစ္စများမလွတ်မကင်းဖြစ်ကြပါသည်။ကျမ၏ရွံ့ရှာတတ်သောစိတ်ကြောင့်ထုံမြင်ကွင်းမျိုးကိုမြင်ရသည့်အခါတိုင်းနေ့လယ်စာထမင်းမစားဖြစ်တော်ပါ။တို့တော်ထုံမြင်ကွင်းမျိုးကိုခဏခဏအမြင်ရဖန်များလာသောကျမအား ကျောင်းရွအားနာသည့်မျက်လုံးလေးများဖြင့်လှမ်းကြည့်ရင်းအညစ်အကြေးများတုတ်တင်ရှင်းလင်းပေးသောကလေးများအားကြည့်၍တနာချင်းကြီးစွာဖြစ်ရပါသည်။ကလေးကကလေးငယ်ကိုပြန်လဲထိန်းကျောင်းနေရသည့်အဖြစ်များမိခင်တို့ရဲ့ကိုဝါလည်အောင်မဆိုးရပဲကလေးကလေးချင်းခွန့်ကျွဲသောဟင်းမပါသည့်ထမင်းကိုမြိန်ရှက်စွာစားနေသည့်ကလေးများကျဲသည်မရှိသည့်အင်ဂျင်နှင့် အောက်ပိုင်းပလာခြင်းနှင့်ကလေးများကျမကြောင်တွင်များပြားလာပါသည် သစ်ထုတ်လုံရင်းမှဝန်ထမ်းသားသမီးများနှင့်ရွာထဲမှငွေကြေးချောင်လဲသောမိသားစုများမှကလေးအချို့သာတန့်ရှင်းတည့်ရကြ၍ကြံသည့်အများစုမှစည်ရဲနွမ်းပါကြပါသည်။ကျမအကြောင်းမှအိမ်သို့ပြောင်းရောက်လင် အဖေအားထို့အကြောင်းများပြောပြသည့်အခါအဲရာမြတ်တာငတ်နေတဲ့ကလေးလေးတွေပေါ့သမီးရဲ့တနာစရာသိကောင်းတာအဲ့ဒီကလေးမျိုးတွေကိုကြောင်စီကန်ပါညာတော်မလို့ပါနဲ့သမီးရဲ့ လက်ဖက်မစားကုံမစားလို့သဘောထားလိုက်။ကြောင်းကိုလာစဉ်ကအကောင် စာတင်နေစဉ်တဟီဟီနဲ့အဖျားတုံတက်ကအရွယ်နဲ့မမျှငပြားတံကိုခန်းစားနေရသောကလေးများအား။ကျမရင်ခွင်တွင်ပွေဖက်၍အချမ်းတက်ဖြည့်စေခဲ့ရသည့်အခါများတွင်စေမကောင်းကြီးစွာဖြစ်လျက်ကလေးများ၏ခန္ဓာကိုယ်အဖူချိန်ခဲ့သောကျမရင်သည်လည်းတရှိန်ရှိန်တညင်းညင်းနှင့်ခံစားခဲ့ရ၏ ကျမတို့ကြောင့်ဒီဖုန်ကြီးကျောင်းဝင်းနဲ့ရှိဇရက်တွင်ဖွင့်လှစ်ထားရှိပါသည်ဖုန်ကြီးကျောင်းပရဝန်သည်ကျယ်ဝန်း၍ကျောင်းရှိတွင်ငဝုံမြင့်ရှိ၏ကျောင်းရှိရှိစေသည်သည်ငဝုံမြင့်ရေးတိုက်စားမှုကြောင့်မြေကမ်းဆက်တို့ပြိုစင်ကစောင်းကြလျက်ရှိပါသည်ကျောင်းရည်နောက်ကျောဖက်နှင့်ဘေးချင်းကပ်နေရာများတွင်တစ်ကွင်းများရှိ၍တစ်လုံးများတောင်ပေါ်ရပုံရှိပါသည် ကျောင်းနှင့်အလံဝေးလာတော်လဲတစ်ပုံများမကြာခဏပြိုကျမှုဖြစ်တတ်သောကြောင့်ခလေးများ၏အပေါ်အလေးဆွင့်ခြင်းကိုနနက်ပိုင်းကျောင်းသက်ပြေတနာ၏ခွဲကြလင်းတစ်ကြိမ်ညနေပိုင်းတွင်တစ်ကြိမ်အတန်းဖြုတ်ရွက်လွတ်ပေးရ၏တပြိုင်တည်းလွတ်ရ၍မိန်းကလေးများအားကျောင်းအိမ်သားတွင် သွားစေပြီးကျမဆောင်ကြည့်ပေးရ၏ယောက်ျားလေးများကိုကျောင်းနောက်ဖက်ရှိဝါးတော်တဲ့တို့လွတ်ကခလန်လန်းမှဆရာမကြီးဆောင်ကြည့်ရ၏ ကျမတို့ဆရာမနေရောက်အတွက်မူဖုန်ကြီးကြောင့်ရှိဥပုပ်တယ်များသုံးသောအိမ်သားကိုအသုံးပြုရ၏။ရောက်စားကဤကဲ့သို့တီးတန့်လှုပ်ပေးခိုင်းသည့်ចောင်းကော်မတီဝင်များ၏တဘောထားကိုနားမလည်နိုင်ခဲ့ပါ။ဖုန်တော်ကြီးမိန်တော်မူသောစကားများကိုကြားရမှတဘောပေါက်ခဲ့ရပါသည်။ရွာထဲကကလေးတယောက်တစ်ပုံပေါ်တက်စော်တာတစ်ပုံပြိုကျပြီးပြိမိသွားတယ်တကမာလေးရဲ့။ အသားအစာတွေကိုဟိုရစတီတစလိုက်ကောက်ပြီးပစိုးနဲ့ဆုထုတ်ထားရတယ်။တမတ်ချိန်တွေမဟုတ်ပဲစာတင်နေစဉ်အပေါ့သွားလိုပါက လက်ညှိုးတစ်ချောင်းထောင်ပါ။အလေးသွားလိုပါကလက်ညှိုးနှစ်ချောင်းထောင်ပါဟုညီမြပင်တင်ကြားထားစီကမူ။လက်ညှိုးတစ်ချောင်းထောင်နဲ့ဆရာမသေးပေါက်ချင်လို့လက်ညှိုးနှစ်ချောင်းထောင်နဲ့ဆရာမချေးရချင်လို့မင်းတို့ဘဇက်ကထုတ်မပြောနဲ့။ လက်ညှိုးထောင်ရင်ဆာမသိတယ်။ကျမနားထဲတွင်ကြားခါစားရိုင်းပြသည်ထင်၍ဒေါသထွက်ကအော်ငေါက်ခဲ့တော်လဲ။နှုတ်ကြိုးနေသောဤစကားလုံးများကို အမြဲကြားခဲ့ရပါသည်။ကြားရဖန်များ၍ကျမနားတွင်လည်းရိုင်းသည်ဟုမထင်တော့ပါ။ပြည်သူနေသည့်စည်းကမ်းများနှင့်အညီကျမဖခင်အုပ်ချုပ်မှုအောက်တွင်လိမ္မာရင်ကျေးစွာကြည်ပြင်းလာရသော ကျမတို့မောင်နှမလေးဦး၏တအိုးနှင့်တအိုးဆက်ဆက်ရင်းနှင့် ကျောင်းမကလေးများကို ကျမနှိုင်းရှင်လျက်တွေးမိ၏။ဆိုကြပါစို့အကိုအကြီးဆုံးကို အငယ်၃ယောက်ကကိုကြီးဟုခေါ်ရပါသည်။ကိုကြီးအောက်ကို ကိုငယ်ကိုငယ်ပြေးမှကိုလေးကျမကိုတော့ညီမလေးအဖေနဲ့အမေကတော့တားကြီးတားငယ်တားလေးကျမကိုတော့သမီးလေးတို့မဟုတ် လုံမလေးတဲ့တခါတရံမှာတော့အမေဖက်မှအဖွားအကြီးကထူးထူးဆန်းဆန်းခေါ်တတ်သေးသည်။လောက်ကလေးတဲ့ ်လုံမဆိုသည့်အခေါ်ဘော်ကအိမ်မှာခေါ်သည့်ချစ်စနောအမည်နာမှမဟုတ်ပါကျောင်းနာမည်ပေါက်တကောင်စင်းအထိရောက်သည့်အတီအမှန်နာမည်ဖြစ်ပါသည်တမင်းနာမည်ကတောဆောင်လိုက်တာအဖေရားဟုပြောလျင်အဖေသည်ကျမ၏နတ်မောင်ရှေလျားလှသောသပင်များကိုဖော့ဖော့ကင်ကာအော်တမီးကလည်းဒီနာမည်နဲ့ဒီသပင်နဲ့မှလိုက်တာပေါ့တဲ့ ကျမတို့မာနမ၃ယောက်ဒီကိုကြီးရေဆုံးမတွင်တင်မှုအောက်တွင်ရိုကြိုးစွာနာခံရသည်အဖေဒီကိုကြီးကိုအာနာကုံလွှဲအပ်ထား၏ကိုကြီးစော်ဆုံးမမူမားလင်ပင်အငယ်များရှိတွင်အပြစ်မပြော၊ကြွေရာတို့ခေါ်ကားပြုတ်ပြင်းလမ်းညုံပေးတတ်၏။ကျောင်းတွင်တွေ့ရသည့်ကလေးများနှင့်ကျမမိသားစုများအားနှိုင်းရှင်စဉ်စားမိပါသည်။ဥပမာအနေနှင့်ပြောပြရပါလင်။မမ်းမြထေ၊မောင်လှထေ၊မောင်လှအေးဆိုသောမောင်နှမ၃ယောက်တွင် သူငယ်ရမ်းမှမောင်လှအေးသည်စတုဒ္ဒဓမ္မသူအမမမြသေးကိုညသေးဟု၎င်းသူအကော မောင်လှသေးအားလှသေးဟုခေါ်၍မင်းနှင့်ငါပြော၏အကြီးဆုံးမှအငယ်ဆုံးအထိနာမည်ရှိမှတော်ဆက်မှုအရာအကောအမတမခေါ်မောင်မတမခေါ်သူတို့၏ရည်သီးသောအခေါ်အဝေါ်ကြောင့်ကျမနားထဲတွင် ရိုင်းပြသည်ဟုထင်မိ၏တင်စားပေးတော်လဲအခေါ်အဝေါ်မပြောင်းကြားရဖန်များ၍နားကျင်ရကနဝင်ချောခဲ့ပါသည် ကလေးချင်းချင်းမြင်မြပြီးရိုင်းပြစေကမူကျမနှင့်ဆက်ဆံတဲ့အခါမြန်လွာမှာလှမ်းမကြည့်ရဲပဲခေါင်းကိုအောက်သွငုတ်ကစကားကိုတိုးတိတ်စွာဆိုတတ်၏သူငယ်ရမ်းမှမောင်လှအီးသည်ကျမပန်ရန်တောစပယ်ပန်းနှင့် ရင်ကပ်ပန်းလေးများကိုယူလာပြီးလင်ကျမစပွဲပေါ်တွင်တင်ထားတတ်၏ကျမစပွဲတွင်ရှိနေတော့လေကျမလက်ထဲသို့ထားရိုက်မပေးကျမကိုလည်းမကြည့်မသိသလိုနှင့်ပန်းများချကပြေးထွက်သွားတတ်၏ ကျောင်းဖွင့်ပြီးနှစ်လခန့်အကြာဇွန်လလကုန်ခါနီးမှစ၍မိုးသည့်အဆက်မပြတ်ရွာသွန်းလာသောကြောင့်ကျမတို့ကျောင်းတက်ရသောလမ်းခီသည်ကုန်းမမဲရေမမဲဖြစ်လာပြီးရှုံးပွက်များကြောင့်ဖက်နှက်မစည်းနိုင်ပေခြေပလာနှင့်ကျောင်းတက်ခဲ့ရ၏ခြေထောက်တွင်ကပ်ပင်နေသောရှုံးနှင့်တဲနှုံများကိုကျောင်းရှိရှိမြကန်းဆက်တွင် စေးကြောတန့်စင်ပြီးဖုံးကြီးကြောင်းထဲသို့ဖက်နှက်မစီရသည့်အတွေ့ခြေထောက်တွင်တဲမုံတဲပွင့်များထပ်မံပေးကြံခဲ့ပါသည် နေဆာဒူဝဖြစ်နေသောကြောင့်ရက်အနှဲငယ်အတွင်းမှပင်သဲဝဲများပေါက်ကခြေချောင်းကြားနှင့်ခြေလယ်ဘေးများတွင်အပေါ်ရန်အရေပြားများကွာ၍အတွင်းနာအနီနီများထိမြင်ရကအခမ်းရခက်လာပါသည်။ရားလဲရားနာလဲနာသောကြောင့်ကောင်းစွာလမ်းမလျှောက်နိုင်ပေကျမအကြောင်းပြက်ခဲ့ပါသည်။ကျမအိမ်၌ရှိနေစဉ်အဖေအားအလုတ်ပြောင်းလျှောက်ရန်ပြောမိလင်အဖေသည်ကလေးတွေဒုက္ခရောက်မှာပေါ့သမီးရဲ့ ဝဲပေါက်တာခဏပါမကြခင်ကောင်းသွားမှာပါနှစ်ရက်ကြောင်းပြက်ပြီးသုံးရက်မြောက်နေ့မနက်ခင်းတွင်စတုတ္တဌာမကျောင်းသူကျောင်းသားများကျမအိမ်သို့ရောက်ရှိလာ၏ဆ iam မကိုဆေးလာပို့တာပါဟုပြောကာပလင်းတစ်လုံးပေး၏ဘာဆေးတွေလဲဟုမေးလင်ဆ iam မခြေတော်တဲဝဲပေါက်လို့လမ်းမလျှောက်နိုင်တာဆိုဆ iam မကြည့်ပြောလို့အခုဒီဆေးလူလိုက်ဆ iam မပျောက်သွားလိမ့်မယ်တဲ့ဘာရင်းနဲ့လှုပ်ထားတဲ့ဆေးလဲ အုံးစီနဲ့နနွင်းရောထားတာဆာမရဲ့ကျွန်တော်တို့လည်းလူရတာပဲသူတို့ခြေထောက်ကလေးတွေကိုလှမ်းကြည့်လိုက်တော့ဝါထိန်လုံးကျမဆေးပလင်းကိုဖွင့်ကာချက်ချင်းလူဤဆက်ဖြင်းဖြင်းရာကြည့်ကြည့်ဝေဒနာတော့ယော့ပါသွားဤကလေးများပြန်မည်ဟုနှုတ်ဆက်နေဆာမပါလိုက်မယ်လေဆို၍ကြောင်းပြန်တက်ခဲဤတဲဝဲဝေဒနာသည်လဲဆေးလူလိုက်ပြောင်းလိုက်ပြန်ဖြစ်လိုက်နဲ့တန်တရာလဲလျက်ရှိပါသည် ကုန်းမမဲရေမမဲအခြေအနေမှသည်ဝါဆိုဝါကောင်ရေဖောင်ဖောင်ဖြစ်လာချိန်တွင်ဆီယာမကြီးသည်ဂျမအာရွာမှနေ၍ကြောင်းတက်ရန်ပြော၏ဂျမသည်ရွာတွင်ညင်းအိမ်ညင်းနေမနေလိုကြောင်းပြောပြီးဆီယာမကြီးကိုလည်းမနေရန်တောင်းပန်ခဲ့၏ဆီယာမကြီးနှင့်ဂျမကြောင်းတက်ရန်အတွက်အဖေအားအပူတပြင်းလှေရှာခံရ၏လှေကြီးတစင်းရလာချိန်တွင်ဆီယာမကြီးမှထပ်မံအကြောင်းပြပြန်ပါသည်ဂျမရေမကူးတတ်ဘူးဆီယာမရဲ့ ကျွန်မကူတက်ပါတယ်ဆရာမကြီးရဲ့ဘာမှမကြောက်ပါနဲ့အကောသုံးဦးလုံးတမနောက်ကလိုက်လို့တက်တော့ကြပါသည် ရေကူးကျွမ်းကျင်ယုံမကလှေလဲလှော်တက်ပါသည်အဖေရှာပေးတော့တစ်ထွင်းလေမှာကြီး၍အလှော်တလောက်ခီးမပေါက်ပါမျိုးပြင်ကွင်းဆက်မှလှေထွက်ပြီးလမ်းခုလက်တွင်ရိုးချောင်းထဲမှ မြစ်ပြင်တို့ထွက်ကကျမတို့ကြောင်းစီတို့ရောက်၏ရိုးချောင်းနှင့်မြစ်ပြင်ဆောင်ရာရေလက်ကြားသည်ဝဲကတော့ထိုးကလှေများအတွက်အန္တရာယ်များလာ၏ ကျမတို့ဆရာမနှစ်ယောက်သည်ဆိုးဝါးသောရေလက်ကြားကို ဖြတ်ထွက်ရပါသည် အသွားတွင်ရေဆုံဖြစ်၍အပန်းမကြီးလာတော့လဲအပြန်တွင်ရေဆန်ဖြစ်သောကြောင့်လှေကိုလည်းမထွက်နိုင်ရန်အားဆိုင်လော်ရ၏ရိုးချောင်းထဲရောက်မှသာတတ်မှချနိုင်တော့၏စတုဒ္ဒတာမှចောင်းသားများက ကုန်းကမှုပေါ်မှလှေဦးကျိုးကိုဆွဲ၍ရိုးချောင်းထဲသို့ဝင်ရန်ပြောသောကြောင့်ကျမလှုပ်ကြည့်ခဲ့၏ ပညာတတ်တာမတတ်တာနဲ့မဆိုင် အတွေ့အကြုံမှရသည့်ပညာရက်များကိုကလေးများစီမှသင်ယူရ၏။လှေနှင့်သွာလာအစဉ်ပြေနေချိန်မိုးတီးတန့်စွာရွာသောတနေ့တွင်ခြေချောကလှေချိုးကင်လျက်မြစ်ထဲသို့ကျခဲ့ပါတော့သည်။ကဲပါကဲပါနှင့်အော်ဟစ်နေသောဆ ्याम ကြီးအတန်းကြောင့်အနီးနားတွင်ငါးဖန်းနေသောလှေများရောက်ရှိလာ၍ကျမအသက်ပေးမှလုတ်ကင်းခဲ့ရ၏။အကြောက်ကြီးကြောက်နေသောဆ ्याम ကြီးအားငါမသိဘူး။ ရေကူးတတ်တယ်ဟုအရှွမ်းဖောက်ကနောက်ပြောင်ခဲ့တော်လဲနောက်တနေ့တွင် လန့်ပြားပြားကကျမကြောင်းမတက်နိုင်ပါဤဖြစ်ရများကိုအဖေနှင့်အကိုများအားပြောပြလင်ရွာရင်နေရန်အတင်းတိုက်တော်မည်ဆိုသောကြောင့်ရေငုံနှုတ်ပိတ်တိတ်ဆိတ်နေခဲ့၏ဤအသက်ဘေးနှင့်ရှင်သောဖြစ်စဉ်ကိုအကြောင်းပြု၍အခွင့်ကောင်းယူကအလုံးမထွက်ရန်စဉ်းစားခဲ့ပါသည်ထို့သောကျောင်းကော်မတီအချို့နှင့်စတုတ္တဒါမကျောင်းသားကြီးများက အပြန်တွင်လှေကိုရိုးချောင်းနှင့်အထစ်တာဝန်ယူပို့ပါမည်ဟုပြောလာသောကြောင့်ចောင်းတို့ ပြန်ရောက်ခဲ့ရပါသည်။ရေများပြန်ချသွားပြီးကုန်းမမဲရေမမဲအခြေအနေတို့ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ပြောင်းနေသောတဲဝဲများလည်းပြန်ပေါက်ခဲ့ပါသည်။စာတင်နှစ်ဤ၃ပုံ၂ပုံလွန်မြောက်ခဲ့၍ကျမစိတ်များတက်တာရရခဲ့ပါသည်။မကြမီစာမင်းမွဲကြီးပြီတော်မီ။ဤလန်းဤခီးကိုဒီနှစ်တစ်နှစ်သာတီးခံရပါမည်။ နောက်နှစ်ဆက်မတင်နိုင်ကြောင်းစိတ်အတွေ၌ဆုံးဖြတ်ထားပြီးညီသူများအတိမပေးပါ စတုတ္တဒန်းစာမင်းပွဲသည်အစိုးရစစ်ဖြစ်သောကြောင့်အုပ်စုကြောင်းများသို့သွားကာစာမင်းပွဲဖြေကြရပါသည်တတရရန်နှင့်တူငယ်ရန်အထိကိုကြောင်းနှင့်ကိုစာမင်းပွဲဖြေကြရပြီးကြောင်းပိတ်သွားမှလေးတန်းကလေးများစာဖြေကြရပါသည်ကိုเจ้าမကလေးများကို နေရောညပါစတင်နေရသောကြောင့်ဆ ्याम မကြီးနှင့်ကျမရွာတွင်အိပ်ရပါသည် ရွာတွင်ဆယ်ရက်ခန့်နေကစတုဒ္ဒထန်းဆာမင်းမွဲကြီးပြည့်၍အိမ်တို့ပြန်ရောက်လင်ကျမရုတ်တရက်အဖျားကြီးပြီးသတိလစ်ကဆေးရုံသို့ရောက်ရှိသွားပါတော့သည်ငှက်ဖြားတဲ့ဆေးရုံတွင်နှစ်လနီးပါးဆေးကုခံခဲ့ရပြီးနောက်ဒူးအောက်အထိရောက်သောစပင်များအထွေးလိုက်ကြွက်ကဥယေပြားကိုမြင်ရသည့်အထိပါသွားခဲ့ပါသည် အဖေသည်ကျမ၏စပင်ထွေးများကိုကြည့်ကစိတ်မကောင်းဖြစ်နေဟန်ရှိ၏အဖေခီးထွက်သွားသောနေ့တစ်နေ့တွင် အမေသည်ကျမသပင်များကိုဂရုံတုံးကရိတ်ချလိုက်ပါသည်ပြန်ပေါက်လာတဲ့သပင်တွေက ပိုတန်လာမှာပါသမီးရဲ့ဟုအားပေးခဲ့၏နလန်ထဆဖြစ်၍၎င်းဂရုံတုံးထ၍၎င်းကျမအပြင်တို့မထွက်ပဲအိမ်ထဲမှာသာနေခဲ့၏နွေရာသည်ចောင်းပည့်ရဲ့များစွာသည်လဲစေးရုံပေါ်မှပင် အချိန်များကုန်လွန်ခဲ့၏တတိယရမ်းမှသူငယ်တန်းအထီအောင်စင်းများကိုအုပ်စုចောင်းမှចောင်းအုပ်ကြီးနှင့်ဆရာမကြီးတို့မှထုတ်ပြန်ခဲ့ပါ၏ ငှက်ပြားဖြစ်၍เจ้าများရက်ပြက်လွန်းသောယောက်ျားလေးတယောက်မှလွဲပြီးအားလုံးအောင်ကြ၍ကျမဝမ်းသာခြင်းနဲ့မိ၏ပင်ပန်းရကျိုးနှက်ခဲ့ပါသည်ဒို့မှသာလျှင်အခြားအလုပ်သို့လိပ်ပြာတန်းစွာ ပြောင်းနိုင်မည်ဖြစ်ပါသည်ယခုနှင့်မိုးဦးကျစောစွာ မေလဒုတိယပတ်တွင်မိုးသီးထန့်စွာရွာသွန်း၍နွေအပူများမြေတိတ်ကအေးငြိမ်သွား၏မိုးရွာပြီး၄-၅ရက်ခန့်အကြာတွင်စတုဒ္ဒတန်းနှင့်တတိယတန်းမှကလေးများရောက်ရှိလာကြ၏ ဆရာမကျွန်တော်တို့ကြောင်းရှိက၆ဆောင်းတဲမှာလေမှုချင်းတွေ့လို့နှုတ်ပြီးဆရာမကိုလာပေးတာပါစကောနဲ့ထဲလာသည့်မှုများအပြည့်အမောင်းအဖေသည်မှုများကိုကြည်လျက်ဝမ်းတနေ၏အဖေမှုချိုက်မှန်ကျမတည်ပါသည်မှုရသည့်မျက်နာမှာကြောင်းသားများအပြင်အဖေလည်းပါ၏ဆရာမဒါကဆရာမပေါ်လက်ဆောင်နွယ်ရှင်လေးဆရာမရဲ့ မိုးရေတအားရွာရင်တောင်ပေါ်ကစီးလာတဲ့ရေစီးကြောင်းတွေမှာပါလာတာလေ။လယ်ပင်ကြီးယောဂါဖြစ်ရင်အဲ့ဒီနွယ်ရှင်နဲ့ပတ်ပေးရင်ပျောက်တယ်။ကျမအာမတွေ့မမြင်ရတော့လေ။တတိတရာရှိနေတတ်သောအမှတ်ရစရာလေးများဖန်တီးတတ်ကြသောသူတို့၏ကျမအပေါ်ထားသည့်တန်ရောစင်တို့ကိုတဆတဆတတိထားမိလာခဲ့ပါသည်။အဖေ၊တမိကျောင်းဆရာမပဲပြန်လို့မယ်။ကလေးတွေကိုတနာတယ် ဒါပေမဲ့ကတုံးနဲ့ကြောင်းပြန်တက်ရမှာကိုတော့ရှက်တယ်။မိမတို့ဘုံစတုံးဆိုပေမဲ့ဆရာသမားဆိုတဲ့ဘုံက ပိုကြီးမြတ်ပါတဲ့သမီးရဲ့။သူတို့လေးများအိစာအသီးစချိန်တွင် ကျမကဲ့သို့နှွေးထွေးချုံမြင်ခဲ့မှာမဟုတ်မှန်သိ၏။ထို့သောဘဝစချိန်ယခုပထမအရွယ်တွင်လှပချုံမြင်သောခံစားချက်များခံစားတတ်အောင်ကျမအကူညီပါမည်။မြေတာတရားဤချုံမြိတ်မှုများမိသားစုတွင်ရှိတင်သည့်ချစ်ချင်းတရားများ လောကနိယာမတရားများကိုဤကလေးများအားသိစေချင်လာပါသည်။ကျမရရှိထားသောမိသားစု၏ချစ်ချင်းမေတ္တာတရားများကိုမျှဝေပေးပါမည်။မေတ္တာသည်မျှဝေယူနိုင်ပါသည်။ကလေးများခံယူတတ်စေရန်လည်းတင် जा ပေးပါမည်။မေတ္တာတရားကိုမျှဝေသောသူအဖြစ်ဤเจ้า၌ရာတပ်ပံတာဝန်ထမ်းဆောင်တော်မူဖြစ်ပါသည်။